ခုဒီဗီဒီယိုကြည့်နေတဲ့သူအတွက်တပတ်တာဟော့စတန်ပေါ့နော်ဒီဗီဒီယိုဘယ်အချိန်ဘယ်အချိန်မှာပဲကြည့်ကြည့်ဘယ်ရက်မှာပဲကြည့်ကြည့်ပေါ့နော်ဒီဗီဒီယိုမြင်ပြီးတော့တပတ်တာโอเคဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့သူအတွက်တပတ်တာဟော့စတန်ထုတ်ကြည့်အောင်โอเคဒါရီဒီနေ့တခါမှမလုပ်ဘူးဘူးဆိုရင်ဒါလေးကိုစမ်းသွားကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ထိတ်ဆုံးအဓိကကိုယ့်ရဲ့စိတ်ကို relax ဖြစ်အောင်လုပ်ပေးလိုက်ပါ energy လေးကို short ထားပြီးပါအဲ့တော့ဒီဗီဒီယိုကြည့်ရတဲ့သူတိုင်း energy resonate ဖြစ်ပါစေအဲ့တော့ဒီကြည့်နေတဲ့သူအတွက်လာမယ့်တပတ်မှာ ပအကြောင်းလဲဘာဟောကင်းဖြစ်မလဲကြည့်ကြရအောင်အခုချိန်မှာတော့စိတ်အီးချမ်းတဲ့ energy ကိုရတယ်နော်စိတ်အီးချမ်းတာကိုတွေ့တယ်ပြီးရင်ကို့အတွက်ပြောင်းနေတဲ့အရာတွေကို shopping တွေထွက်နေရမျိုးတွေ့တယ်ပေါ့နော် shopping တွေထွက်နေရမျိုးမဟုတ်နေမှာကိုစားချင်တာလေးတွေပဲစားနေတာကိုသွားချင်တဲ့နေရာလေးတွေသွားနေတာအလိုလေးတွေ့ရဆိုတော့ let's see ဟဲ့ဟုတ်တယ်အာဒီဗီဒီယိုကြည့်နေတဲ့သူက manifestation တွေလည်းအများကြီးလုပ်နေလိုက်မယ်နော် manifestation တွေလုပ်တယ်ပြီးရင်ပျော်ရွှင်ဖို့အတွက်ကိုလည်းသူကအချိန်ထုတ်နေတာမျိုးဖြစ်လိုက်မယ်ပေါ့နော်ဆိုတော့အခုဒီမှာဘာလေးမြင်ရတော့ဆိုခါကြတော့အဲဒီတစ်ပတ်အတွင်းမှာပေါ့နော်အလောက်အကိုင်းနဲ့ပတ်သက်ပြီးတော့ဥပမာမျောလင့်နေတဲ့သူတွေစောင့်စားနေတဲ့သူတွေ news တစ်ခုခုကြားရတဲ့ interview ဖြေထားတဲ့သူတွေကောင်းသောသတင်းကြားရတဲ့အဲစီးပွားရေးနဲ့ပတ်သက်အခွင့်အလမ်းကောင်းတစ်ခုခုလာတက်ကြဥမာကိုကအခုချိန်မှာစီးပွားရေးတစ်ခုခုဆောက်လုပ်ဖို့စဉ်းစားနေတယ်ဒါမှမဟုတ်လေကိုကအရင်းနှီးတစ်ခုခု invest လုပ်ထားရဲဆိုအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ကောင်းသောသတင်းကြားရတဲ့ပေါ့နော် အဲ့လိုမျိုးတွေ့ရတတ်တယ်။ပြီးခါကျော်ဘာလေးမြင်တော့ဆိုတော့မထင်မဲ့ပဲနဲ့ပေါ့နော်။တငယ်ချင်းတွေဒီတစ်ပတ်အတွင်းထဲမှာဟိုနာသွားမယ်ဒီနာသွားမယ်ဖျားသွားတာမျိုးအဲ့လိုမျိုးတခြားနေရာသွားတာမျိုးပေါ့နော်ဆိုလို့ရှိရင်တော့ celebration တခုခုမြင်ရတယ်ကွာကိုပျော်ရွှင်မဲ့အရာမျိုးစိတ်ပျော်မဲ့အရာမျိုးတွေလောက်ဖြစ်မဲ့တဲ့ နော်ဒီတပတ်မှာအဲ့လိုမျိုးစိတ်ပျော်ရွှင်မဲ့အရာတွေလောက်ဖြစ်မယ်လို့မြင်တယ်အဲ့လိုမျိုးကိုယ်အတွက်ဟိုဟာလေးတွေဝယ်လိုက်ဒီဟာလေးတွေဝယ်လိုက်အဲ့လိုမျိုးအရင်ပတ်စံတွေပုံးနေလို့ပတ်စံတွေတုံးနေရမျိုးမဟုတ်ဘူးအခုစိတ်ပျော်လို့လုံနေတာအဲ့လိုမျိုးပုံစံမျိုးမြင်ရတယ်ဥပမာတချို့တွေကကြတော့လေအိမ်မှာဟိုဟာလေးလှုပ်ရှားလိုက်မယ်မိသားစုလေးတွေများပြီးတော့အဲဆွေမျိုးအတိုင်းဝိုင်းရယ်ကိုယ့်ရဲ့မိသားစုတွေနဲ့အဲ့လိုမျိုး celebration တစ်ခုခုမြင်ရတာပါလူအများစုပြီးတော့အဲ့လိုမျိုးအိမ်မှာတစ်ခုခုလှုပ်ရှားတာမျိုးတို့အဲ့လိုမျိုးတတိယဖွဲ့ဖွဲ့လေးကအဆောက်ကပျော်ရွှင်မှုရနိုင်မယ်ဆိုတာမျိုးမြင်ရတယ် အတိကပဲမျိုးတို့ဒီတစ်ပတ်လုံးကအဲ့လိုမျိုးပဲဟိုဟာလောက်လိုက်ဒီဟာလောက်လိုက် plan နေနဲ့သွားနေမှာပေါ့နော်တချို့ကျတော့လေအလောက်အကင်နဲ့ပတ်သက်ပြီးတော့တော်တော်လေးဘယ်လိုမျိုးပြောမှလဲ passion ဖြစ်နေတာမျိုးတွေ့ရတယ်အလောက်အကင်နဲ့ပတ်သက်ပြီးတခုခုစားလို့ချင်တယ်လို့မျိုးတွေအခုအခုချက်ချင်းတခု account ထဲပေါ်ချင်တယ်တလိုမျိုးတွေဆိုတော့အလောက်အကင်နဲ့ပတ်သက်ပြီးတော့လေကောင်းသောတည်င်းကြားတတဲခဏပြောတတ်တော်လို့ပဲ interview စောင့်နေရသူတွေဥမာတခုခုတည်င်းကောင်းတခုခုစောင့်နေရသူတွေတည်င်းကောင်းကြားတတဲဒီတစ်ပတ်ထဲမှာပေါ့နော်ပြီးရင်ဒီတစ်ပတ်ထဲမှာလေမထင်မပန်တဲ့အဲ့လိုခရီးတွေသွားတတဲခရီးဆိုတာအဲ့လိုအရှိခရီးတွေမဟုတ်သေးလားအဲ့လိုမျိုး ဘယ်လိုမျိုးပြောမှလဲဥမာခုခုလက်ရှိနေနေတဲ့နေရာကနေအဲ့လိုမျိုးနာမည်ကြီးကြီးလို့တွားလိုက်တာမျိုးအဲ့လိုမျိုးလေးတွေပေါ့နော်စားတောက်ဆိုင်ဆိုတဲ့နာမည်ကြီးလို့တွားလိုက်တာမျိုးအဲ့လိုမျိုးကွာကိစ္စရက်လေးတွေခြုံရတတ်တယ်ကွာဆိုတော့အဲ့လိုမျိုး short trip ရယ်လဲမဟုတ်အဲ့လိုမျိုးအပြုတ်ပေါ့နော် ျော်ရွှင်ရမယ့်တပတ်လုံးလို့မြင်တယ်တပတ်လုံးကပျော်ရွှင်ရမယ့်အဲ့လိုမျိုးကခဏပြောတော့လို့ပဲငွေတွေအများများလို့ပတ်စံတွေပေါနေလို့မဟုတ်ကွာဘယ်လိုမျိုးလို့ဆိုတော့ကိုယ့်ရဲ့ happiness ကိုရှာနေတာမျိုးတွေ့ရကွာတိလားဒီဗီဒီယိုကြည့်နေတဲ့သူကဒီတပတ်ထဲမှာစိတ်အေးချမ်းရမယ်ပျော်ရွှင်ရမယ်ကိုပျော်ရွှင်တဲ့အရာတွေပိုလို့ဖြစ်မယ်ပေါ့တချို့တွေကျတော့စာအုပ်တွေအရင်ဖတ်တတ်ကြတဲ့အတွက်တပတ်လုံးစာအုပ်တွေဖတ်နေမဲ့သူလည်းရှိရတယ်တချို့တွေကျတော့စာအုပ်တွေဖတ်ဖို့စာအုပ်တွေဝယ်လာတာမျိုးတွေတွေ့ရတယ်တချို့တွေကျတော့လည်းမလုပ်မလဲဆိုတာကျတော့ ိုတပတ်တာလုံးကကိုလှုပ်ချင်တဲ့အရာတွေပလန်လုပ်ထားတာမျိုးရှိမယ်အဲငါတို့ဒီတပတ်လုံးမှာငါဒါကြီးဒါကြီးပဲလုံးမှာကျန်တာတော့မလုပ်ဘူးကိုပုံမှန်လုပ်နေတဲ့ schedule ထက်ကိုပြောင်းနေလိုက်မယ်မတူနေဘူးပေါ့နော်ဆိုတော့တချို့တွေကလည်း hanging out လုပ်မယ်တငယ်ချင်းတွေနဲ့တော့မယ်ကိုချေရတဲ့သူတွေနဲ့လဲမယ်ပတ်မယ်အဲ့လိုမျိုးတွေမြင်နေပေါ့နော်ဆိုတော့ဒီတပတ်လုံးကတော့ပော့ပါတဲ့ energy ဘယ်လိုပြောမှလဲလောက်ကြရှိရလောက်နေတာပေါ့ပော့ပော့ပါပါလေးနဲ့ပျော်ရွှင်နေတယ်ဆိုတာမျိုးမြင်ရတယ်ဆိုတော့ အဲ့လိုမျိုးလေးမြင်နေပေါ့နော်ဆိုတော့ဒီတစ်ပတ်လုံးမှာအားလုံးကန်ကောင်းကြပါစေအဲ့တော့ဒီဗီဒီယိုကကိုယ်နဲ့ရဲဆွေးနေဖြစ်တယ်ထင်ရင် share သွားလို့ရတယ်များများလေးလည်း share သွားပေးပါ